ဟေစီဟေကဘေးစင်းနကွာဟာဘသာကေအရေးတော့ပေါ့အောက်ခဲမှာဥဥကျူဥဥဖရနော်တဲ့ဥတန်တော့ခါဆက်လို့ပါတယ်နေနေပါနဲ့ င်္ဂလာမနက်ခင်းပါရှင်ကျမတော့ဖူးကြီးနေပါ TV ရုံမြင့်တန်ကြရဲ့မနက်ရှင်နိုင်သတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်မြန်မာနိုင်ငံသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအားကစားသတင်းတွေကိုလည်းရှုစားကြရမှာပါရှင်ရွာငံမြို့မှာစစ်ကောင်စီတပ်သားတွေကလက်နက်အပြည့်အစုံနဲ့ကြန့်ခိုင်ပါတီပန်ဖလက်တွေကိုလိုက်လံဝေငှနေပါတယ်ဟန်နာသတင်းပြပို့ထားပါရရှင် ရှမ်းပြည်နယ်တနူကိုပိုင်အုပ်ချုပ်ခွင့်ရသည့်တရွာငံမြို့မှာတန်ခိုင်ရေးပါတီကနေဝင်ရောက်အရွေးခံမဲ့ကိုယ်စားလှယ်လောင်းတွေကနိုဝင်ဘာလ16ရက်နေ့ကမိတ်ဆက်ဆိုင်ပုတ်ထုခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲစစ်ကောင်စီရဲ့တပ်သားတွေကလက်နက်အပြည့်စုံနဲ့အဲ့ဒီကိုယ်စားလှယ်လောင်းတွေရဲ့ပန်ဖလက်တွေကို လိုက်လံပေးဝေးနေတာပဲဖြစ်ပါတယ်။ဒီအခြေအနေနဲ့ပတ်သက်ပြီးလာမယ့်2025ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြန်မဲ့နိုင်ငံရေးအတွေ့အကြုံရှိခဲ့တဲ့အမတ်လောင်းတယောက်ကခုလိုပြောပါတယ်။ဒီကြေရအဲ့လိုမျိုးရှိခဲ့ပြီဆိုရင်တော့ဘုံဘောငါးပြည့်စုံ ဟိုပစပရယူကဝယ်ပုံမှုဖြစ်တာပေါ့နော်အဲတက်ကလူရဟိုဒါချစ်တိမြရကွဲရတယ်လေတန်ရှင်ဦးလူလူကနေဥပစုလူကိုလည်းကွဲရတယ်လေသူတော့အဲ့လိုပဲလက်နဲ့ပြပြီးတော့ဝင်ကလေးဥအောင်စုလူတွေထုတ်ခိုင်းရဆိုတာအဲ့ရောက်တက်ကပါညီတော်ပြဆိုင်ရတယ်အခုလည်းအဲ့လိုဖြစ်တယ်ဆိုလို့ရှိရင်ဒါမမတမဟုလူဒီလိုစပြီးဆုံးပြောမှာပေါ့နော်နောက်ပြီးတော့ဥစားဟိုမမတမမှုကြောင့်အနာထင်းရပါတယ်ဆိုရင်အခုဘောတက်ကြည့်လို့ကြအောင်မှာလားပေါ့နော် ိုနိုင်ငံမနာဘူးနဲ့ယူစီယူပေါ်ဆောင်မှာမယ်ဆိုရင်တော့ပုံမှန်ရဆိုရင်တော့အဲ့ဒါလေးကြီးတော့ပြည်သားပြန်စီစဉ်ဖို့လိုလို့ရယ်ရွာငံမြို့နယ်ဟာလာမယ့်2026ခုနှစ်ဇန်နဝါရီလမှာကျင်းပမယ်ဒုတိယပိုင်းရွေးကောက်ပွဲကျမှသာကျင်းပမယ်မြို့ဖြစ်ပြီးအဲ့ဒီမြို့မှာစံခန့်ရေးပါတီဆိုင်ဖို့အပြင်ပြည်သူ့အရှိဆောင်ပါတီဆိုင်ဖို့တွေကိုလည်းစိုက်ထူထားပါတယ်စစ်တပ်ကလိုက်ဝေတဲ့ပန်ဖလက်တွေမှာ ရွာငံမြို့နယ်ကနေဝင်ရောက်ရွေးချယ်ခံမဲ့ကုစလီလောင်း၄ရောက်ရဲ့ကိုကြီးအကျင့်နဲ့မဲပေးစနစ်တွေပါတီကျွတ်ကျော်တန်တဲ့ဆောင်ပုတ်တွေကိုရိုက်နှိပ်ထားတာပါအခုလိုစစ်တပ်ကလက်နက်အပြည့်အစုံနဲ့ကြံ့ခိုင်ရေးပါတီကုစလီလောင်းပန်ဖလက်တွေကို PRB ချိန်ချောက်တလို့လိုက်ဝေနေတာနဲ့ပတ်သက်ပြီးတတိပုဂ္ဂလကုစလီလောင်းတယောက်ကအခုလိုပြောပါတယ်ရှင်ကြိုင်ခွေအခွင့်အရေးကအရင်ပို့ပေါ်နော်ရှင်ကြိုင်လို့မရတဲ့အနေထားရောက်သွားတာပေါ့ဟုတ်စာပါတီကလည်းနင့်လာတာပေါ့စာပါတီလည်းမဲဆွဲစီယုံကိုကကဲ 他肯定得钱嘛，都都话，俺有帮那呢，没说的收银包，啥把地地啊，你没得人拿过来过，喏 <noise>，阿哩不是人家装路，有 <noise>，不是的，阿哩阿拉的，不，那比如有那那。 နဲ့လွယ်ပြီးတော့ uniform နဲ့လည်းလွယ်ပြီးတော့လည်းပါတီတွေကိုမဆွပေးဘူးဆိုတာကလည်းဒါပုံပြင်တူရတယ်ဒါလုံးဝမဖြစ်ထိုက်ခဲ့မဖြစ်သင့်တဲ့ကိစ္စပဲကျွန်တော်တို့ကယူဆတယ်ဗျအခုလိုလက်နက်အပြည့်အစုံနဲ့စံခံရေးပါတီအနံ့ရရှိမှုစစ်တပ်ကဥဆောင်ဆောင်ရွက်နေပေမဲ့လည်းရွာငန်ဒေသခံပြည်သူတွေကတော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမျိုးလင့်ချက်ထားစရာမရှိဘူးလို့တုံ့တက်ပြောဆိုပါရယ်ရွေးကောက်ပွဲရဲ့ကျွန်တော်တို့ကခလေးတွေဆိုတိုင်မပြောကြဘူးဟုတ်လားဝန်ဆောင်ဝန်ဆောင်ကလိုရမှာပဲအဲ့လိုမျိုးဝင်နေလားရွေးကောက်ပွဲက ဒီချောင်းနဲ့တော့လောကဖူရလို့မမြင်လို့ထင်တာပဲကျွန်တော်တို့မြင်ရတယ်အမေဒီမဲ့ဆိုတော့ဒီလိုသဘောနဲ့လောကလည်းဒီလောကကျွန်တော်လူလူအနေနဲ့တော့တိတ်မြို့လဲကျင်းနေထားလို့မြင်ရဦးတယ်သူတို့ကြီးသမားလေးအထက်မှာဆိုတော့ကျွန်တော်မြို့လဲကြာတော့ဘာမှမပြီးဘူးစိုက်ပျိုးရေးလုပ်ငန်းနဲ့အဓိကတက်မွေးကြတဲ့ရောင်ငန်မြို့မှာဝင်းရောက်ရွေးခံမဲ့အမတ်လောင်းတွေထဲမှာဒေသခံတောင်သူ၂ယောက်ပါဝင်ပြီး ရုရှားကနေတတူပေဒါနဲ့မဟာအင်ဂျင်နီယာဘွဲ့ရရှိထားတဲ့ဒေတာဦးစီးအဖွဲ့ဝင်တယောက်နဲ့ရန်ကုန်မြို့ကကော်ဖီချန်လုပ်ငန်းလုပ်ကင်သူတယောက်လည်းပါဝင်ပါတယ်။စစ်တပ်ကလက်နက်ပစ်စုံနဲ့တန်ခန့်ရေးပါတီရဲ့ဘတ်ဖလက်တွေကိုလိုက်လံဖြန့်ဝေနေတာကမဲမတမာမှုတွေဆောင်ရွက်ဖို့ကြိုတင်ပြင်ဆင်လာတဲ့အခြေအနေဖြစ်တယ်လို့လာမယ့်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မယ်ကိုစရလောင်းတချို့ကတုံးသက်ပြောဆိုပါတယ်။ဒီမှာဟနာပါဒီဇင်ဘာလကုန်ပိုင်းမှာစတင်မဲ့စစ်တပ်ရဲ့ရွေးကောက်ပွဲဟာအတူရောင်ရွေးကောက်ပွဲဖြစ်ပြီး ပြည်သူတွေလက်မခံကြဖို့နဲ့ဩစတြေးလျအစိုးရလည်းလက်မခံစေဖို့အတွက်ဩစတြေးလျနိုင်ငံကမြန်မာပြည်ဦးဆောင်တဲ့ဆန္ဒပြပွဲတစ်ခုကိုနိုမာလာ29ရက်နေ့ကဩစတြေးလျအစိုးရရုံးရှိရာကမ်ပါရာမြို့မှာပြုလုပ်ခဲ့ပါတယ်။ဆန္ဒပြပွဲဦးဆောင်သူဒေါက်တာယမင်းကဩစတြေးလျနိုင်ငံရောက်နေတဲ့မြန်မာနိုင်ငံသားတွေမဲလာပေးဖို့အတွက်မြန်မာတန်ယုံကပြောလာနိုင်တဲ့အတွက်အခုလိုရွေးကောက်ပွဲစတင်ရမယ်ဆိုတာကိုသိစေချင်တာနဲ့ ။ဩစတြေးလျအစိုးရကိုလည်းစစ်တပ်ရဲ့ရွေးကောက်ပွဲကအတူအယောင်ဆိုတာသိစေချင်လို့အခုလိုဆန္ဒပြရတာဖြစ်တယ်လို့ဆိုပါတယ်။ဒီဆန္ဒပြပွဲကိုစစ်တနီမျိုးကမြန်မာတွေကဥဆောင်ခဲ့တာဖြစ်ပြီးအော်စတြေးလျနိုင်ငံမှာနေထိုင်ကြတဲ့တခြားမျိုးကမြန်မာတွေလည်းလာရောက်ဝင်ရံခဲ့ပြီးတော့ အင်အား200ကျော်နဲ့ဩစတြေးလျအစိုးရလွှတ်တော်ရုံးရှိနဲ့မြန်မာတန်ရုံးရှိတွေမှာတွားပြီးတော့ဆန္ဒပြခဲ့ကြတယ်လို့သိရပါဗျ။ဒါပြင်ဩစတြေးလျရောက်မြန်မာတွေရောတခြားနိုင်ငံသားတွေပါပါတဲ့စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ကြောင်းလက်မှတ်တွေကိုလွှတ်တော်ရဲ့အထီးပို့တဲ့လှုပ်ရှားမှုတွေနဲ့ဩစတြေးလျအစိုးရအနေနဲ့စစ်ကောင်စီရွေးကောက်ပွဲကိုအတိအမှတ်မပြုဖို့တောင်းဆိုမှုတွေဆန္ဒပြပွဲတွေဆက်လက်လှုပ်ဆောင်သွားမယ်လို့လည်းသိရပါဗျရှင်။ နော်မလာဆန်းတဲ့နေ့ကလေးကစတင်ပြီးတော့စစ်တပ်နဲ့ပြည်သူ့ကာကွယ်တပ်တွေထိတွေ့တိုက်ပွဲဖြစ်ပွားနေတာကြောင့်စစ်ရှောင်နေရတဲ့ခင်ဦးမြို့နယ်နဲ့ကံမလူမြို့နယ်ကတောင်းနေချီတဲ့စစ်ရှောင်တွေအတွက်စားနေရိတ်ခအဝိအထည်နဲ့စေဝါတွေအေးပေါ်လိုအပ်နေတယ်လို့ဒေသခံတွေနဲ့စစ်ရှောင်ကူညီရေး Pride အဖွဲ့တွေကလည်းသိရပါဗျ။တောင်းနေချီတဲ့စစ်ရှောင်တွေဟာနေရက်စွန့်ခွာလာရတာနှစ်ပတ်ကျော်ကြာလာပြီလည်းဖြစ်ပါတယ်။ခဏပဲစစ်ရှောင်ရမယ်ထင်လို့အနှွေးတဲ့ဆောင်စတာတွေမယူခဲ့မိတယ်လို့ရိတ်ခလည်းလုံလုံလောက်လောက်မယူလာခဲ့ရတဲ့အတွက် အခုလိုရက်ကြာလာချိန်မှာအခက်အခဲဖြစ်လာတယ်လို့ခင်ဦးမြို့နယ်ကစစ်ဆောင်တယောက်ကပြောပါတယ်။လက်ရှိမှာတော့အနှွေးတယ်နဲ့ဆေးဝါးတွေအရေးတကြီးလိုအပ်နေတယ်လို့လည်းသူကပြောပါတယ်။လက်တလုံးမှာတော့စစ်ဆောင်တွေရောက်နေတဲ့ကြီးရွာကပြည်သူတွေနဲ့စစ်ဆောင်ကူညီရေး Brighter အဖွဲ့တွေကဒီစစ်ဆောင်တွေရဲ့စာဝတ်နေရေးအတွက်ကူညီပေးနေတယ်လို့သိရပါတယ်။ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတော့စစ်ဆောင်များအတွက်ကူညီလှူဒါန်းတာတွေပြုလုပ်ပေးကြဖို့မြစ်တရရခံထားပါတယ်ရှင်။ ဘယ်လာရုစ်နိုင်ငံသမ္မတအလက်ဇန္ဒားလူကာရှန်ကိုဟာနိုမာလာနောက်ဆုံးပတ်မှာမြန်မာနိုင်ငံကိုလာရောက်ဖို့ရှိနေပါတယ်။ဥရောပရဲ့နောက်ဆုံးအာဏာရှင်ရဲ့မြန်မာပြည်ခီးစဉ်ကဘယ်လိုသဘောဆောင်ပါသလဲ။စိုးတူအောင်သတင်းပေးပို့ထားပါတယ်ရှင်။ဥရောပရဲ့ကွန်နေဘိတ်အာနာရှင်နိုင်ငံလို့တင်စားကြတဲ့ဘယ်လာရုစ်နိုင်ငံရဲ့သမ္မတအလက်ဇန္ဒားလူကာရှန်ကိုဟာမြန်မာစစ်တပ်ရဲ့ဖိတ်ကြားချက်အရနေပြည်တော်ကို နိုဝင်ဘာနောက်ဆုံးပတ်မှာလာရောက်ဖို့ရှိနေတာပါ ဒါဟာ2021ခုနှစ်အစိအနာသိမ်းပြီးနောက်ပိုင်းမြန်မာနိုင်ငံကိုနိုင်ငံတော်အဆင့်ခေါင်းဆောင်ပိုင်းလာရောက်တာဒုတိယအကြိမ်ဖြစ်ပြီး2022ခုနှစ်တုန်းကတော့ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ဟွန်ဆန်လာရောက်ခဲ့ဘူးပါတယ်။လူကာရှန်ကိုရဲ့အခုခီးစဉ်မှာစီးပွားရေးဆိုင်ရာပူးပေါင်းရေးစာချုပ်တွေချုပ်ဆိုဖို့ရှိတယ်လို့စစ်ကောင်စီနဲ့နှိဆက်သူတွေကပြောသလိုစစ်လက်နက်ပစ္စည်းဝယ်ယူရေးကိစ္စအပြင်နိုင်ငံရေးအရာတရားဝင်မှုရရှိရေးအဓိကရည်ရွယ်တာလို့လေးလာသူတွေကလည်းသုံးသပ်ကြပါတယ်။ နိုင်ငံရေးလေးလာသုံးသက်သူဦးအောင်သူငိန်းကတော့ဒီခီးစဉ်ဟာနှစ်ဦးနှစ်ဖက်အကျိုးစီးပွားကိုရှာဖွေတာဖြစ်တဲ့အကြောင်းသူတော်ချင်းသတင်းလွတ်လွတ်ဆိုတဲ့မြန်မာစကားပုံနဲ့ဥပမာပေးပြောပါရယ်သူတော်ချင်းသတင်းလွတ်လွတ်ဆိုတဲ့ပုံစံပြုဆမ်းပါလေနော်အဲ့တော့မြန်မာနိုင်ငံဘက်ကကျတော့ကျွန်တော်ထင်တယ်လိုချင်တာပါလေဒီသူတို့သဘောတူညီချက်တွေလည်းရှိပါရယ်ဘယ်တော့ရွှေ့ဆက်နေပြီးတော့ကျွန်တော်တို့လိုချင်တာကစိုက်ပျိုးရေးပစ္စည်းနည်းပညာစီဝါပစ္စည်းတွေလိုချင်တယ်နော်ဒါတွေရှိပါရယ် နောက်တစ်ခါကျတော့သူကရုရှားနဲ့ဒီလက်နက်စနစ်တူညီတာပေါ့ဗျာအဲ့ဒါကျတော့မြန်မာပြည်မှာရှိတဲ့လေရင်လေကျွန်တော်တို့ရဟရင်လေစစ်ပစ္စည်းတွေအဲ့ဒါတွေရဲ့ spare part တွေဟာဒီဘယ်လာရုစ်ကနေလို့ဈေးပေါ်ပေါ်နဲ့ရနိုင်တယ်ပေါ့နော်ဆိုဒီချက်တွေကြိုတင်တယ်လို့ယူဆပါတယ်လူကရှန်ကိုအတွက်ပရမအုပ်ဆုံးမြန်မာခီးစဉ်ဖြစ်ပေမဲ့မြန်မာစစ်ကောင်းဆောင်ကတော့2025ခုနှစ်မတ်လနဲ့ဇွန်လတွေမှာဘယ်လာရုစ်နိုင်ငံကိုနှစ်ကြိမ်သွားရောက်ခဲ့ပူပါတယ် အဲ့ဒီခီးစဉ်နဲ့စစ်ကောင်းဆောင်ကဒီဇင်ဘာမှာရွေးကောက်ပွဲလုပ်မယ်လို့ကြေညာခဲ့ဘူးတာကြောင့်ဘယ်လာရုစ်ကမြန်မာစစ်တပ်ရွေးကောက်ပွဲစီကိုစောင့်ကြည့်လေးလာသူတွေစစ်လွတ်နိုင်ခြေရှိတဲ့အကြောင်းဥအောင်သူငင်းကသုံးသပ်ပါတယ်ဘယ်လာရုစ်ကမြန်မာစစ်တပ်အတွက်အရေးပါတဲ့စစ်လက်နက်ရောင်းချသူနဲ့လေ့ကျင့်သင်ကြားသူနိုင်ငံဖြစ်တဲ့အပြင်ကုလသမဂ္ဂမှလည်းနိုင်ငံရေးအရထောက်ခံမှုပေးတဲ့နိုင်ငံဖြစ်တဲ့အကြောင်း Justice for Myanmar ပြောခွင့်ရသူမရတနာမောင်ကပြောပါရယ် သူ့ရဲ့စာနဲ့ဖြေကြားချက်ကို DVB သတင်းတော်ကအတန်အစားတို့ဖတ်ပြထားပါတယ်။အခုခီးစဉ်ကလည်းအဲ့ဒီဆက်ဆံရေးတွေကိုပုံမှုခိုင်မာစီမှာဖြစ်ပြီးတော့ဒီခီးစဉ်အတွင်းအခွန်နဲ့အကောက်ခွန်ဆိုင်ရာသဘောတူညီချက်တွေကနေခရိုနီတွေကို စီးပွားရေးလုပ်ငန်းတွေပုံမှုဆက်နွယ်လှုပ်ဆောင်လာစေဖို့သွေးဆောင်နိုင်မဲ့အစီအစဉ်တွေလည်းပါဝင်ပါတယ်။လူကရှန်ကိုအစိုးရက မြမပြည်သူတွေညင်းပယ်ထားတဲ့စစ်အုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲကိုပံ့ပိုးကူညီဖို့စောင့်ကြည့်လေ့လာသူတွေကိုလည်းဆေလွတ်သွားလိမ့်မယ်လို့မှန်းဆရပါတယ်။အဲ့ဒီဆက်ဆံရေးကြောင့်ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုကြော်ခွရှောင်တိန်နေနိုင်ပြီးနိုင်ငံတကာဥပဒေကိုထိခိုက်စေပါတယ်။အစိုးရတွေအနေနဲ့နောက်ထပ်ပြင်းထန်တာဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့တုံ့ပြန်ရမှာဖြစ်ပြီးစစ်အုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲကိုကန့်ကွက်ဆန့်ကျင်ရမှာဖြစ်ပါတယ်။ ဒါအပြင်မြန်မာနိုင်ငံကိုလာရောက်ဖို့ရှိနေတဲ့ဘယ်လာရုစ်သမ္မတအလက်ဇန္ဒားလူကာရှန်ကိုဟာနိုဝင်ဘာ25ရက်နေ့မှာမြန်မာနဲ့ဘယ်လာရုစ်နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်ဖို့သဘောတူထားတဲ့စာချုပ်မူကြမ်း၃ခုကိုလက်မှတ်ရေးထိုးအတည်ပြုခဲ့ပါတယ်။အဲဒီ၃ခုကတော့ဗီဇာကင်းလွခွင့်ဆိုင်ရာသဘောတူစာချုပ်မူကြမ်းအကောက်ခွန်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်မူကြမ်းနဲ့နှစ်နိုင်ငံအကြားအခွန်နှစ်ထပ်ကြားသိမှုကနေရှောင်ရှားရေးသဘောတူစာချုပ်မူကြမ်းတို့ဖြစ်တဲ့အကြောင်းဘယ်လာရုစ်သမ္မတရုံးကထုတ်ပြန်ထားပါတယ်။ ဘယ်ရာရုစ်တမ်ရာလူကာရှန်ကိုဟာနိုဝင်ဘာ26ရက်နေ့မှာကာဇက်စတန်နိုင်ငံကို အလုတ်သဘောခီစတင်သွားရောက်မှာဖြစ်ပြီးတော့အဲ့ဒီနောက်မှာမှာအရှိတောင်အာရှအရှိအလယ်ပိုင်းနဲ့မြောက်အာဖရိက နိုင်ငံတွေစီပြည်ပခီးစဉ်အဖြစ်ဆက်လက်သွားရောက်မှာလို့အဲ့ဒီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ကျွန်တော်စိုးသူအောင်ပါဆရာကြီးကုံတူးဦးသိန်းနိုင်ရဲ့ဇာပနအခမ်းအနားကိုနိုမာလာ29ရက်နေ့မှာရေဝေးသုတ်တံမှာကျင်းပခဲ့ပါတယ် အခမ်းအနားကိုပညာသင်ကြားရေးအတိုင်းအဝိုင်းနဲ့ရုပ်ရှင်စာပေအတိုင်းအဝိုင်းကဆရာကြီးရဲ့တပည့်တွေအများအပြားတက်ရောက်ခဲ့ကြပါတယ်။အခမ်းအနားမှာကွယ်လွန်သွားသူနဲ့ပတ်သက်ပြီးအမှတ်တရစကားပြောကြတဲ့အစီအစဉ်ကိုလည်းထည့်သွင်းခဲ့ပြီးဆရာကြီးရဲ့တပည့်ရဟန်းတန်ကတိလရှင်တွေတပည့်လူပုဂ္ဂိုလ်တွေကအမှတ်တရစကားတွေပြောကြခဲ့ကြပါတယ်။ဆရာကြီးဟာသခိုင်းတိုင်းမုံရွာမြို့နယ်ဇာတိဖြစ်ပြီး1955ခုနှစ်မှာ မုံရွာမြို့အမှတ်နှစ်အခြေခံပညာအထက်တန်းကျောင်းကနေတက္ကသိုလ်ဝန်ထမ်းကိုအောင်မြင်ခဲ့တာဖြစ်ပြီးတော့တနိုင်ငံလုံးမှာတူရဲသောမြန်မာစာကုန်ဒူးရှင်အဖြစ်အောင်မြင်ခဲ့သူဖြစ်ပါတယ်။ဒါ့ပြင်ဆရာကြီးဟာမန္တလေးတက္ကသိုလ်ကလောင်ရှင်အသင်းအထက်မြန်မာနိုင်ငံစာရေးဆရာအသင်းတို့မှလည်းပါဝင်ခဲ့ပြီးမြန်မာဇာတ်သည်တမိုင်းမြန်မာရုပ်စုံတပင်မြန်မာစာစီစာကုန်းများရည်တဲ့ပြဆက်စကားပြေစားတဲ့စာအုပ်တွေအပြင်စာအုပ်ပေါင်းမြောက်များစွာကိုရေးသားပြုစုခဲ့ပြီးတော့ 1963ခုနှစ်နဲ့1965ခုနှစ်တွေမှာအမျိုးသားစာပေစုရရှိခဲ့ပါတယ်။ဆရာကြီးဟာပြီးခဲ့တဲ့နိုမာလာ25ရက်နေ့မှာလူကြီးယောဂနဲ့ကွယ်လွန်ခဲ့တာဖြစ်ပြီးကွယ်လွန်ချိန်မှာအသက်90ရှိပြီဖြစ်ပါတယ်။ဆရာကြီးဘွားတတတာအတွင်သူတရတာစာပေတွေအပြင်မြမစာအထောက်အကူပြုတင်ကြားရေးစာအုပ်ပေါင်း21အုပ်ကိုလည်းရေးသားထုတ်ဝေခဲ့ပါတယ်ရှင်။ ယူကရိန်းစစ်ပွဲကိုအမှန်တကယ်အဆုံးသတ်ဖို့ရုရှားရဲ့စစ်တပ်အရွယ်အစားနဲ့စီးရေးဘတ်ဂျက်ကိုရှော့ချတင်တယ်လို့ EU ရဲ့နိုင်ငံခြားရေးဝန်ကြီးကာဂျာကာလက်စ်ကနိုမာလာ26ရက်မှာပြောလိုက်ပါတယ်။ဒီစစ်ပွဲဆက်ဖြစ်နေတဲ့ကိစ္စကနေကာကွယ်ခြင်းရင်ရုရှားစစ်တပ်နဲ့စီးရေးဘတ်ဂျက်ကိုပါရှော့ချတင်တယ်လို့ကာလက်စ်က EU နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ဗီဒီယိုကွန်ဖရင့်တစ်ခုအပြီးသတင်းနောက်တွေကိုပြောခဲ့တာဖြစ်ပါတယ်။ပဲငင်းချင်းသဘောတူညီချက်မှာမဆိုရုရှားဘက်ကလိုက်လျောမှုတွေပါဖို့လိုအပ်တယ်လို့လည်းသူကထပ်ပြောခဲ့ပါတယ် ရုရှားနဲ့စစ်ပွဲကိုအဆုံးသတ်ဖို့အမေရိကန်ကထောက်ခံတဲ့မူပေါင်းတစ်ခုကိုလမ်းဖွင့်ပေးဖို့နဲ့ဥရောပမဟာမိတ်တွေပါတဲ့နယ်လို့သူပြောတဲ့ဆွေးနွေးပွဲတွေမှာထရန့်နဲ့အငင်းပွားစရာအချက်တွေကိုဆွေးနွေးဖို့အသင့်ရှိတယ်လို့ယူကရိန်းသမ္မတဘိုလိုဒီမာဇယ်လန်စကီကနိုမာလာ25ရက်မှာပြောခဲ့ပါတယ်ရှင်။ Star Wars Spider-Man နဲ့ Elf ဇာတ်ကားမှာပါဝင်တဲ့အသုံးဆောင်ပစ္စည်းတွေကိုလာမယ့်လမှာလေလံတင်ရောင်းချမှာဖြစ်ပါတယ်။အမတ်တရပစ္စည်းပေါင်း1350ကျော်ကိုပေါင်၈တန်းဝန်းကျင်နဲ့ရောင်းချမှာဖြစ်ပြီးဒီဇင်ဘာလ9ရက်ကနေ9ရက်အထိ Prof Store ရဲ့ဆောင်းရာသီအမတ်တရလေလံပစ္စည်းရောင်းချမဲ့အစီအစဉ်မှာထည့်သွင်းထားတာဖြစ်ပါတယ်။ဒီအထဲမှာ1980ခုနှစ်ကထွက်ရှိခဲ့တဲ့ Star Wars The Empire Strikes Back စကားမှာဘောဘာဖီရဲ့ rifle တနက်လဲပါဝင်ပြီးတော့ ပေါင်3သိန်းခွဲကနေ9သိန်းအထိရောင်းချပွဲရှိပါတယ်1983ခုနှစ်ကထွက်ရှိခဲ့တဲ့ Return of the Jedi ဇာတ်ကားမှာပါဝင်တဲ့ခေါင်းဆောင်နဲ့ Strong Trooper E11 တနက်လဲလေလံမှာပါဝင်မှာဖြစ်ပါတယ်။ Indiana Jones and the Temple of Doom ဇာတ်ကားမှာပါဝင်သရုပ်ဆောင်နဲ့ Harrison Ford ရဲ့အညိုရောင်အုတ်ထုတ်လဲဒီလေလံပွဲမှာပါဝင်မှာပါ။ဒါ့ပြင် Christmas ရုပ်ရှင်ဖြစ်တဲ့ Elf ဇာတ်ကားရဲ့ဇက်ကောင် Farrell ရဲ့အစိမ်းရောင်ဝတ်ဆုံး Spider-Man 3ဆက်ကရဲ့အနက်ရောင်ဝတ်စုံရုပ်ရှင်သရုပ်ဆောင် Tobey Maguire ဝတ်ဆင်ခဲ့တဲ့ Spider-Man ဝတ်စုံတွေလည်းပါဝင်ပါပါ။ဒါပြင်ဒီလီလန်ပွဲမှာ Back to the Future ဆက်ကမှာပါတဲ့ Marty McFly ရဲ့ Hoverboard နဲ့ The Red Shoes ဆက်ကမှာပါတဲ့ Bailey Phoenix လည်းပါဝင်မှာဖြစ်ပါရဲ့ရှင်။ PSG ကွင်းလယ်လူဗစ်တင်ညာဟာဘလွန်ဒီယောကမ္ဘာအကောင်းဆုံးကစားသမားဆုရမယ့်သူဖြစ်ကြောင်းစပါနီးပြတောမတ်ဖရန်ကချီးကျူးသွားပါတယ်ဖစ်တင်ညာဟာ PSG ကစပါအသင်းကို5-3ဂိုးနဲ့အနိုင်ရတဲ့ချန်ပီယံလိပွဲစဉ်မှာ hat-trick 3ဂိုးသွင်းခဲ့သူဖြစ်ပြီးအသင်းရဲ့ကွင်းလယ်ကိုလည်းအကောင်းဆုံးထိန်းချုပ်ကစားနိုင်ခဲ့တာပါဖစ်တင်ညာကကမ္ဘာအကောင်းဆုံးကွင်းလယ်ကစားသမားဖြစ်ပြီးလာမယ့်နှစ်ဘလွန်ဒီယောဆုရမယ့်သူဖြစ်လာနိုင်ကြောင်းနီးပြဖရန့်ကချီးကျူးခဲ့တာပါ အသက်25နှစ်ရှိပေါ်တူဂီကွင်းလယ်ကစားသမားဟာမနစ်ကရာသီမှာအသင်းနဲ့အတူဥရောပချန်ပီယံဆုဖလာရယူနိုင်ခဲ့ပြီးအခုနှစ်ရာသီပြိုင်ပွဲစုံ25ပွဲကစားအပြီးမှာငါးဂိုးသွင်းပြီးတော့၉ချိန်ဂိုးဖန်တီးမှုပြုလုပ်ထားပါတယ်ရှင်။ TV ဥမြင့်တန်ကြားရဲ့မနက်၈နာရီသတင်းတွေကိုရှုစားကြရတာပါ။မနက်၈နာရီမှာလည်းထပ်ပြီးရရှိတဲ့သတင်းတွေကိုဖြည့်ဆွက်ပြီးတင်ဆက်ပေးမှာပါ။ကျမတို့ဖူအီရင်ွယ်ပါ။ကြည့်ရှုနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ DBB ရုပ်မြင်သံကြားပရိသတ်များမင်္ဂလာပါခင်ဗျာအပတ်စဉ်ပုံမှန်တက်ဆက်ပေးနေကြဖြစ်တဲ့ပြည်သူအစားပါစပ်အငားပေးသံများဖကြားခြင်းတော်တူ DBB စီစဉ်ပြန်လည်ထုတ်လွှင့်ဖို့အချိန်ကြာရောက်လာပါပြီခင်ဗျာဒီတစ်ပတ်မှာလည်းကျွန်တော်နဲ့တူတူဖကြားပေးမယ့်သူကတော့မတ်တီဗီပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့မင်္ဂလာပါမတ်တီဗီဟုတ်ကဲ့မင်္ဂလာပါကောင်ကျော်ရေအပတ်စဉ်တင်ဆက်ပေးနေတဲ့ကျမတို့ရဲ့တော်တူ DBB စီစဉ်ဒီတစ်ပတ်အတွက်ထုတ်လွှင့်မယ့်အချိန်ပြန်ရောက်လာပါပြီရှင် ဟုတ်ကဲ့ပါဒီတစ်ပတ်မှာဘေးစာတွေထဲကမှာပထမဦးဆုံးဖက်ပြပေးခြင်းနဲ့ဘေးစာကတော့ဒီစကိုင်းတိုင်းကတာမြို့နယ်ကရေးသားပေးပို့လာတဲ့ဘေးစာနဲ့ဖက်ပြခြင်းပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကတော့မင်္ဂလာပါတော်တူ DPP ဖွဲ့သားအားလုံးနေကောင်းကြပါစေကျမကကတာမြို့နယ်အင်းရွာကပါ ကျမတို့ကတာနယ်ကျေးလက်ဒေသတော်လန်ရေးစုမှုနယ်မြေမှာရှိတဲ့ အန်ယူဂျီအစိုးရတရားရေးဝန်ကြီးဌာနကတရားသူကြီးများများအောက်ခြေမြို့နယ်အထိစစ်စစ်ကြည့်ကြပေးပါမြို့နယ်တရားသူကြီးအားလုံးကို ပြောတာမဟုတ်ပါဘူးကတာမြို့နယ်ကတရားရေးတရားသူကြီးကိုပြောတာပါ